အားလုံးပဲမင်္ဂလာပါရှင်။ဒီမရီရဲ့ KBK News Channel နဲ့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူညံထက်ရောင်စင်ရေးသားထားတဲ့ဖိုးထုနှင့်ကွင်းမိုင်တပတ်ကြီးဆွဲဇလန်းကိုတင်ဆက်ပေးသားမှာဖြစ်ပါရစေ။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ Channel ကို Like and Subscribe နဲ့ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစလိုက်ပါအောင်မယ်။ကျုံရွာကနေအုံးမေကုံရွာကိုသွားပြီးနတ်သက်ပင်ကရခဘလူကိစ္စကိုသွားဖြေရှင်းတာ။ တပတ်လောက်ကြာရည်လေးဗျာအဲ့ရက်တွင်အိမ်မှာလည်းကိစ္စတွေကိုအဖေတယောက်တည်းလုပ်နေရပါတော့ကျုပ်ပြန်ရောက်တော့ကျုပ်လည်းအလုပ်တွေလုပ်ရပါဗျာအမေကတော့သူများကိစ္စတွေကိုကိုညီတာသဘောကျပေမဲ့ကိုရင်ကအလုပ်တွေကိုပြတ်ထားတာကိုတော့မကြိုက်ဘူးဗျဒါကြောင့်ကျုပ်လည်းအပြောခံရမှာဆိုတာနဲ့အိမ်မှာရှိသမျှအလုပ်တွေအကုန်လုံးတင်ကြုံလုပ်ပေးနေရပါတော့ဖို့တို့နေဖွားတို့အိမ်နောက်ဘက်ကတည့်ရပြန်မှာတည့်ရသေးတွေကိုဆွချင်းနေနဲ့ခိုးထားပေးအောင်တည့်ရသေးအောင်မှဲထားရအောင်လို့ဆွချင်းစွာကဘလုံးရှိတလုံးရက်ထိမှာ ချင်းမောင်စံလှူထားကိုပြောတာတချို့ကလည်းချင်းနေရမှာအိတ်တွေနဲ့လှူထားကြတယ်အဲ့မှာတည့်တည့်ခူရင်တည့်တည့်တွေကအောက်မပြုတ်ကြပဲအဲ့ထဲကိုရောက်มาလေဗျတည့်တည့်ကိုဒီတိုင်းခူရင်တည့်တည့်တွေကအောက်ပြုတ်ကြတော့အုံမဲလို့မရဘူးလေဗျပြုတ်ကြပြီးကွဲတာတို့အထက်ကတည့်တည့်အသားတွေကြေရတို့ဆိုရင်အုံမဲထားရင်အဲ့တည့်တည့်တွေကပုတ်ကုန်ရောဗျဒါကြောင့်တည့်တည့်ကိုဆွချင်းနေနဲ့ခူကြရတာကျုပ်လည်းတည့်တည့်ခူပေးဖို့အစ်တလုံးယူပြီးထွက်လာခဲ့တယ်ဆွချင်းကအိမ်မှာမရှိဘူးဗျတန်ကလောက်စီမှာရှိအောင်ဒါကြောင့်ကျုပ်လည်း တန်ကလာတို့အိမ်ကိုထွက်လာခဲ့တယ်။တန်ကလာတို့အိမ်ကိုရောက်တော့သူလည်းတန်ကလာကိုခေါ်လိုက်တယ်။တန်ကလာရေတန်ကလာဖိုးတူရေမိညီတန်ကလာမနဲ့အစော်ရရအိမ်လေနေဟာအခုထိပြန်မရောက်သေးဘူး။ဘာကိစ္စရှိလို့လဲ။တန်ကလာရဲ့အမေအရေးရင်လာပြောတာဗျ။ဟုတ်လားအရေးအိမ်မလေးအမေရတည်တည်ခုပြီးအုံမဲ့ထားမလို့တဲ့။အဲ့အရေးစီမှာဆွတ်ချင်းလာငါတာ။အော်အေးအေးဆွတ်ချင်းကအဲ့ရမလေးဖိုးတူယူသွားလိုက်။ဟုတ်ကဲ့အရေးကျုပ်လည်းအိမ်အောင်ကဆွတ်ချင်းကိုယူလိုက်တယ်။ပြီးတော့ကျုပ်အိမ်ပြန်ပြန်ထွက်လာတာ။ ချမ်ပါဝါရောက်တော့တန်ကလာတယောက်ပြန်လာကိုတွေ့လိုက်ရတယ်။တန်ကလာမနဲ့စောစောတည်းဟာရှောက်သွားနေရလားကွ။ဟုတ်တယ်ကိုကြီးဖို့သူဥမာလာတို့အိမ်မှာအညာနဲ့တင်တာသွားစားတာဗျ။အညာနဲ့တင်တာဆိုတာကဒီလိုဗျ။ကျွတ်တို့ဘက်မှာဒီလို delay ရှိတယ်။ကျွတ်တို့ရွာကအိမ်နေရနေတခါမိုးတခါဥရှင်ကြီးတင်ရတယ်ဗျ။ဥရှင်ကြီးတင်ရင်ကောင်းကျင်လက်ဖက်အုံသည်ငပြော်သည်ထညက်ကိုရအဲ့အိုင်နဲ့တင်ရတာဗျ။ညနေဘက်ဆိုဥရှင်တင်ပြီးရင်နောက်နေ့မနက်ဆိုကရရက်ကိုတင်တယ် ကရင်နဲ့ကိုတင်လာကြကြက်ပြုတ်နဲ့ဆက်သားရဟာဗျအရက်လဲပါတယ်ဒီလိုချင်းဆိုရွာလေးကကလေးတွေကကြက်ပြုတ်ရင်နဲ့ကောင်းကြီးကိုလိုက်စားကြတယ်အရေးကြိုက်တဲ့လူတွေကတော့အရေးလိုက်တော့ကြတယ်ရွာလေးကတွေကတချို့ကကြက်ဖို့ကြမ်းမနဲ့တင်မြောက်တယ်လို့တချို့ကြောင့်လည်းကြက်တစ်ကောင်နဲ့လောက်ကြတယ်ဗမာနဲ့ကရင်ယူထားကြလဲရှိတာဟုတ်ဗျဗမာနဲ့ကရင်ယူထားတဲ့လူရဲ့အိမ်မှာနတ်စင်တွေရှိကြဟဲ့ဗျစွန့်သုံးပြီးရင်သူတို့ကမုတ်ဖြူမုတ်နေငကြောအဲ့ဒါရင်နဲ့အညာတက်တင်နေဆိုလားပဲဗျ အဲ့လိုနဲ့တင်တဲ့အစားအစာတွေကိုကျုပ်တို့ကတော့လိုက်စားတယ်။တန်ကလာလည်းအခုအိမ်မုတ်တွေသွားစားပြီးပြန်လာတာဗျ။အေးတန်ကလာငါတော့လိုက်ခဲ့ပါအောင်ကွာ။ငါတည့်တည့်သွားခုမလို့အောက်ကနေတည့်တည့်သိမ့်ပြုံ။တည့်တည့်ဆိုချင်ရတည့်တည့်အများဆုံးဆန့်ဆယ်လုံးပေါ့ဗျာ။တည့်တည့်ငါးလုံးလောက်ချင်းနဲ့ရောက်သွားရင်ခူးရိုက်လိုကမထမ်းနိုင်တော့ဘူးလေဗျာ။ဝလုံးကလည်းရှိပြီးထိတ်မှလေးနေ။အဲအကြောင့်ငါးလုံးလောက်ရရင်အောက်ကိုချပေးရတယ်။အောက်ကလူကဆိုချင်နေရတည့်တည့်ကိုထုတ်ပြီးအေးဖြစ်ဖြစ်ပုံနေဖြစ်ဖြစ်ထည့်ရပါဗျာ။ ဒါကြောင့်ကျုပ်ကတန်ကလာကိုလိုက်ဖို့ခေါ်လာတာတန်ကလာတွေလိုက်လာပါတယ်ကျုပ်လည်းအဖေါ့အိမ်နောက်ရောက်တော့ပစိုးကရောင်းကြိုက်ပြီးတရက်ပင်ပေါ်တက်လိုက်တယ်မိုးနေနေရွာထားတော့တရက်ပင်ကနည်းနည်းချွဲတယ်ဗျမချောင်းတချာထင်းတက်ရပါဗျကျုပ်လည်းခူးရတာအဆင်ပြေတဲ့အသေးတွေကိုပဲခူးတာပေါ့ဗျဒီတရက်သေးတွေကမန္တလေးရင်ခွဲသီးလို့ခေါ်တယ်ဗျဒီကောင်တွေကအစိမ့်ဆိုအရန်ချင်တာအလွှာဆိုရင်တော့စားလို့ကောင်းနေဗျအလွှာဆိုတာကဝင်းရောင်ခေါ်တာဗျမဲ့ရင်လည်းစားလို့ချိုးတယ်ကျုပ်တို့ဘက်မှာကတရက်သေးကို ်မိုးစီသည်မန္တလေးရင်ခွဲသည်ဘင်္ဂလားငှက်တက်သည်အချိုသည်စိတ်နှလုံးသည်ရသည်တကြားသည်အရှိသည်ပါနေသည်မချစ်ဆိုသည်ဆိုပြီးတည့်ရသည်နာမည်အမျိုးမျိုးရှိရဲ့ဗျအချိုသည်တို့မိုးစီတည့်ရသည်ကြတော့အရန်ချိုတယ်ဒါကြောင့်သူတို့ရဲ့အပင်နေရာမှာပိုးစားတယ်အပင်ပေါ်မှာမှဲ့တဲ့အသည်ရေဆိုပိုးရည်လဲပါလာများတယ်ကြိုခုခိုးနေရကမန္တလေးရင်ခွဲသည်ဗျကျုပ်လည်းတည့်ရသေးသေးပြည်နယ်တော်ဝလာရရဲ့ထိခူးလိုက်တယ်။ပြီးတော့အင်ကိုပြန်ထမ်းသွားတယ်။ပြန်ထမ်းလာရင်လည်းလမ်းမှာရွာလေပိုင်းကဥညုံမောင်းနေတွေ့ရဲ့ဗျ။ ကျုပ်လည်းစကားဆားလိုက်တာပေါ့ဗျာ။ဦးလေးဘယ်သွားမလို့လဲဗျာ။ဦးလာမြိုင်လို့စီလာတာကွာဖို့ထူရ။ဒီညနေလဲစားကျွေးမလို့သူ့စီမှာကြက်လာရွာလေ။လဲစားကျွေးရဲရွာကတနေ့တခါတို့တို့ရွာကလူတွေလောက်ကြတာဗျ။လေထဲမှာကြက်ပြုတ်နေဖြစ်ဖြစ်ကြက်ကိုချက်ထားနေဖြစ်ဖြစ်အဲ့အနေကျွေးတာဗျ။အရက်လဲပါတယ်၊ထမင်းလဲပါတယ်။ဒါောက်လေတို့တို့တွေကလိုက်ပြီးစားကြတယ်။ဟုတ်လားဦး။ဦးတို့လဲစားကျွေးရကကြက်ကပြုတ်တာလားချက်တာလားဗျ။ချက်တာကွာဖို့ထူရ။အနေဘက်မှာကြက်ပြုတ်နေလဲစားကျွေးပြီးပြီ။ အကွာဒီကုန်းဘက်ပိုင်းမှာကျွေးမှာဟုတ်လားအဲ့ဆိုညနေကျရင်ကျွတ်တို့လာခဲ့မယ်လေအေးလာခဲ့ကွာကျွတ်တို့လည်းဦးညုံမောင်နဲ့စကားပြောပြီးအင်ကိုပြန်လာခဲ့ကြတယ်အင်ပြန်ရောက်တော့တည့်ရသီးတွေကိုကောက်ရိုးနဲ့အုပ်ပြီးအုံမဲ့ထားလိုက်တယ်ညနေရောက်ရင်တော့ဦးညုံမောင်တို့လေစာကျွေးရသွားစားရမှာပေါ့ဗျာဒီလိုနဲ့ညနေရောက်တော့ကျုံနဲ့တန်ကလာနဲ့ဦးညုံမောင်စီကိုထွက်လာတယ်ဗျဦးညုံမောင်တို့အင်ကိုရောက်တော့ဦးလေးအကုန်လုံးချက်ပြပြလားဗျသွားကြရမလားအေးသွားမယ်လေကွာဖို့သူမင်းကထမင်းတောင်းကိုင်းကွာ တန်ကလာမင်းကကျူပင်နေယူခဲ့ငါအရက်နဲ့ငှပြောရယူခဲ့မယ်ကိုလမြန်ကဒါနဲ့ရေဘူးယူခဲ့ဗျဦးညုံမောင်ကယူသွားမဲ့ပစ္စည်းတွေခွဲပေးတယ်သူ့မှာလည်းလွဲတလုံးပါတယ်ဗျကျို့တို့လည်းပစ္စည်းသေးပြီးလဲလဲထွက်ခရပါဗျာဦးညုံမောင်ရဲ့လဲလဲရောက်တော့ကတင်ပေနာကမြေကိုရှင်းလိုက်တယ်ပြီးတော့ကျူပင်တွေကိုတရောင်လောက်စီခုတ်ပြီးမြေကြီးပေါ်မှာတိုင်လေးတိုင်ပုံစံဆိုက်လိုက်တယ်ပြီးတော့တချို့ကျူပင်ကိုခွဲချမ်းပြီးစင်ပုံစံနှိချိုးနဲ့ခြေလိုက်တယ်ဦးညုံမောင်အခုလုပ်တဲ့ပုံစံကပစ္စည်းတွေတင်လို့ရတဲ့စင်တစ်ခုပုံစံလိုမျိုးဗျာ တိုင်လေးတိုင်ရဲ့ပက်ပက်လေးမှာခုတ်ထားတဲ့ကျူပင်လေးကိုခြေထားတယ်။ပြီးတော့အလဲမကြထချမ်းခွဲထားတဲ့ကျူပင်လေးကိုအခဲပုံစံခဲထားလိုက်တာဗျ။ပြီးတော့ဖျောင်းတိုင်နဲ့အမွေးတိုင်ကိုထွန်းလိုက်တယ်။ပစ္စည်းတင်တဲ့ဆင်ပုံစံဖြတ်သွားတဲ့အပေါ်မှာတော့ငါပြောရတဲ့ရက်ကိုလက်တရွာစာလောက်ဖြတ်ပြီးခင်းလိုက်တယ်။အော်မလေးငါပြောရတဲ့နှစ်ခုခဲထားလိုက်တယ်။အဲငါပြောရတဲ့ဒီတွေကိုထမင်းနဲ့ကြက်သားဟင်းနဲ့ထည့်တာဗျ။ကြက်သားတွေအားထည့်ရင်အင်းကအဆုံးပါရရဲဗျ။ကြက်ရဲ့ချက်တော့အတောင်ပံနှုတ်သီးအသေးအဆုံးပေါ့ဗျာ။ ီးတော့အရက်နဲ့ဆက်တရရတာနှုတ်ကလည်းကွင်းမိုင်ကြီးကိုသုံးဆောင်မှုပိမ့်ဖိတ်ပြီးအရက်လည်းခွန်းနဲ့ထဲပေးထားရတယ်။ခဏကြာတော့အရက်ခွက်ကိုဆွန်ပြီးဦးလာမြိုင်ကတောက်တယ်။အဲ့လိုသုံးကလုပ်ပြီးတော့အကုန်လုံးဆွန်လိုက်တယ်ဗျ။ကျူပင်ခင်းထားတဲ့ဆင်းပေါ်ကထမင်းဟင်းကတော့ကွင်းမိုင်ကြီးအတွက်ဖြစ်ပြီးအောက်ကနှစ်ခုကတော့ကွင်းမိုင်ကြီးရဲ့လောက်ငယ်သားရေးစားဖို့ထားခဲ့ပေးရတယ်ဗျ။အဲ့ယာရီကိုတော့ကျွတ်တူယူမစားဘူးဗျ။ကျွတ်တူကဆွန်ထားတဲ့စက်သားနဲ့ထမင်းကိုသာစားတာဗျ။ဦးလာမြိုင်နဲ့ဦးညုံမောင်ကတော့အရက်ကိုတောက်တယ်။ သူတို့တွေ့မိဖို့စက်သားနည်းနည်းပဲယူထားတယ်။ကျုံနဲ့တန်ကလောင်းကိုလည်းစက်သားနဲ့အကြိုက်စားပေါ့ဗျာ။ကျို့တို့အင်းပြေရောက်တော့မိုးချုပ်နေပြီဗျ။ကျုပ်လည်းလေတရပြန်လာတာဆိုတော့ခဏနာပြီးရေချိုးလိုက်တယ်။ပြီးတော့အိပ်ရောက်ဝင်လိုက်တယ်။ကျုပ်အိပ်ပျော်တော့အိမ်မက်တစ်ခုမှတ်တယ်ဗျ။ကျို့ကွင်းမြေကြီးတွေကိုရောက်နေရ။ပပတ်လေးမှာလေခွင်းနေပဲရှိနေရ။ကျုပ်လည်းဘယ်နေရာစီကိုရောက်နေလဲမသိဘူးဗျ။ကျုပ်အရှိကိုဆက်လျှောက်သွားလိုက်တယ်။ကျုပ်အချိန်ဘယ်လောက်ထိရှောက်နေပြီလဲမသိဘူး။ကျုပ်အရှိမှာကိုကိုပင်ကြီးတစ်ပင်ဟာရှိနေရဲ့။ ကျုပ်လည်းဘာကြောင့်မှမသိအဲ့အပင်ထဲကိုတော့ဝင်ရှောက်မိသွားတယ်။ကျုပ်အပင်ထဲကိုရောက်သွားရင်လက်ကွင်းတွေအလုံးပျောက်သွားပြီးတော့အုပ်ကြီးတစ်ခုလုံးပြောင်းသွားရဲ့ဗျ။ကျုပ်လည်းကြည့်နေရင်အိုဟောင်းနေရဲ့အင်တိန်ကိုတွေးလိုက်ရတယ်။ကျုပ်ဝင်သွားတော့အထက်မှာပုံစံမျိုးစုံနဲ့သရက်တစီတွေကိုတွေးလိုက်ရတယ်။နရဲအကြည့်ကြည့်နဲ့တပတ်တရောပဲဗျ။ပလင်တစ်ခုလည်းတွေ့တယ်။ပလင်ပေါ်မှာနရဲတစ်ဖက်ကိုဖြားတစ်ချက်စီလောင်ရှိတဲ့တပတ်ကြီးတစ်ကောင်ကထိုင်နေရတွေးလိုက်ရတယ်။သူ့ကိုကြံတဲ့သရက်တစ်ပတ်တည်းကကြောက်ရတဲ့ပုံပဲဗျ။ ကျုပ်ကိုတို့ကမြန်ပုံမရအောင်တို့တွေကစကားကိုပြောနေကြတာတို့အတန်ကိုလည်းကြုံမကြရအောင်ကျုပ်လည်းအင်တယ်လှက်ပတ်ကြည့်နေရင်အချုပ်ခန်းတစ်ခုတွေ့သွားရဲ့ဗျအဲ့ထဲမှာလူနှစ်ယောက်ရှိနေရဲ့တို့တွေရတယောက်ကိုကျုပ်သိရဲ့ဗျဒါပေမဲ့သိတယ်လို့သာရှိနေရကျုပ်အုံနောက်ကတို့ဘသူလဲဆိုအောင်စဉ်းစားမရအောင်ကျုပ်အဲ့လူနှစ်ယောက်ကိုတွေ့တော့တို့ကကျုပ်ကိုအကူအညီတောင်းနေရပုံပဲဗျဒါပေမဲ့ကျုပ်တို့အတန်ကိုမကြရအောင်ဗျအဲ့ချိန်ကျုပ်လည်းအဝေးကိုလွှမ်းသွားခဲ့ပြီးအိမ်မက်ကနေနိုးလာခဲ့တယ် ကျုပ်တို့တော့ကျုပ်အိမ်မက်အကြောင်းစဉ်းစားနေမိရဲ့ကျုပ်ပဲနေအောင်ရောက်သွားရဲဆိုရလဲစဉ်းစားတော့မရဘူးဗျကျုပ်စဉ်းစားနေရောအမေကဖို့ထုရေမိုးအုပ်နေရဲ့ငါ့ကြီးတက်လောက်တယ်ပိုင်ရှင်ပင်မြစ်ထဲမှာသွားထောင်ထားပါလားအဲ့လိုပြောလာတယ်ဗျကျုပ်လေဟုတ်ကဲ့အမေပိုင်ရှင်ပင်သွားထောင်ထားလိုက်မယ်အဲ့လိုပြန်ပြောလိုက်တယ်အိမ်မရှိရဲ့ပိုက်ကလေထဲမှာထောင်နေပိုက်နဲ့မြစ်ထဲမှာထောင်နေပိုက်ဆိုပြီးရှိရဲဗျကွင်းလေထဲမှာထောင်နေပိုက်နဲ့မြစ်ထဲမှာထောင်နေပိုက်ဆိုပြီးရှိတယ်ဗျ။ကွင်းထဲမှာထောင်နေပိုက်ကခြေဆောင်တိုးတယ် မြက်ထဲမှာထောင်တဲ့ပိုက်ကခြေဆောင်ကလူတရက်စာလောက်ရှိရဲ့ဗျကျုပ်လည်းပိုက်ကိုရှင်းထားပြီးရေတက်ခါနေတော့မြက်ထဲမှာသွားထောင်လိုက်တယ်မြက်ထဲမှာပိုက်ထောင်နေစွာကမြက်ကန်ပေးမှာထောင်အောင်ပြောတာဗျကျုပ်တို့မြက်ကောင်သိပ်မကျေပါဘူးဗျနေဘက်တွေတောင်းတက်ရင်မြက်ကသိပ်မနဲ့တော့ဘူးဗျတစ်ဖက်ကရွာကိုပါကူပြီးသွားလို့ရတယ်တောင်းထုံတဲ့အချိန်ကိုပြောတာဗျကျုပ်ကတော့ကြောက်လို့မကူရဲဘူးကျုပ်လည်းပိုက်ထောင်ပြီးတော့ရေချိုးအဝဲလဲလိုက်တယ်ပြီးတော့ထမင်းစားပါဗျထမင်းစားပြီးတော့ညာမက်ခဲအိမ်မက်ကိုပြန်စင်းစားနေမိရဲ့ ကျုပ်ရောက်ခဲ့တာဘယ်နေရလဲအချုပ်ခန်းထဲရလူတွေရောဘသူလဲပေါ့ကျုပ်တွေ့ရင်လေတချက်မှုတ်ထုတ်လိုက်မိရဲ့အဲ့ချိန်တန်ကလာနဲ့တူလူတရားပါလာတွေ့လိုက်ရတယ်ကိုိဖို့တူဧည့်သည်ပါလာရဲ့ဗျငါဧည့်သည်လားကွာငါလည်းမသိပါလားကိုဖို့တူကျုပ်ကဘိုးတရဲ့တပည့်မြင့်ဆွေပါတရဝါရီကိုကဲတင်နေရင်ဒီရွာရောက်တော့ဆရာဘိုးတွေပြောပြဖို့တဲ့ကိုဖို့ထူးကိုလာဝင်နှောက်ဆက်တာပါဘိုးတရဲ့တပည့်လားဘိုးတရောနေကောင်းလားဘာလို့နေလဲဗျဆရာဘိုးတရတရဝါရီကိုကဲတင်နေပါတယ် ကျုပ်ကလည်းပညာရေးဆုံးပြီးမလို့တယောက်တည်းထွက်လာခဲ့ပြီးခொနည်းရဲ့သားသမီးတွေကိုကဲတင်နေရဟုတ်ကဲ့ကိုမြင့်စွေဒါဆိုဒီမှာတပတ်နှစ်ပတ်လောက်နေဦးလေဗျာနေရောနေချင်ပါသေးဗျာဒါပေမဲ့အချိန်ကြာကြီးတော့နေလို့မရဘူးဟုတ်ပြီဗျာနေချင်တလောက်နေလို့ရပါသေးဗျာဒါဆိုကျုပ်သိချင်တိုင်းမေးလို့ရရေပေါ့ဒီနေ့ကိုမြင့်စွေဟာတက်တက်လို့စားရလားကျုပ်တက်တက်လို့မစားပါဘူးဗျာကိုဖိုးတို့တို့ချက်တာပဲစားနိုင်ပါတယ်ဒါနဲ့ကိုဖိုးထူကမင်းမယ်စွာကဘာသိချင်တာလဲဩကျုပ်ကဒီလိုလောကီပညာရက်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားရလေဗျာကိုမြင့်စွာကြုံခဲ့ရတယ်ကိုဘိုးတုတအနေနဲ့ပြောပြပါဗျာပြောပြမှာပေါ့ဗျာဒီလိုနဲ့ကိုမြင့်စွာသူ့ရဲ့အတွေ့အကြုံတွေကိုကျုပ်ကိုပြောပြနေခဲ့ရပါဗျာကျုပ်နဲ့တန်ကလာကတော့ကိုမြင့်စွာပြောပြတာကိုစိတ်ဝင်စားနားထောင်နေခဲ့ကြရပေါ့ကိုမြင့်စွာပြောပြတာကိုကျုပ်တို့နားထောင်နေတော့ရွာရဲမှာလူတစ်ယောက်ကအပြေးလွှားနဲ့စကားတစ်ခုအော်ပြောနေရဲ့ဗျအဲ့ဒါကတော့ရွာရဲကဥရွှေမောင်ကိုတရက်ဝင်ပူးနေလို့တဲ့ဗျို့အဲ့ဒီအော်တန်ကိုကြားရနေကျုပ်တို့လည်းဥရွှေမောင်ရဲ့အိမ်ကိုအပြေးသွားခဲ့တယ် ိုမြင့်ဆွေလည်းပါရဲဗျ။ဥရွှေမောင်တို့အင်းကရွာလေပိုင်းအဆမှာကျို့တူတဲ့သူတို့အင်းကိုရောက်တော့ဥရွှေမောင်ဝင်ပိုးနေတဲ့တရက်ကအမေသာတောင်းစားနေရဗျ။ကျို့တူမြင်တော့ရွာလေးရလူရဲကလည်းခိုးမဖိုးထူးလို့လာပြီးလက်ဖက်ပေးလိုက်ကြ။အဲ့လိုပြောလာကြတယ်။ကျို့လည်းကိုမြင့်ဆွေကိုအကူအညီတောင်းရတာပေါ့ဗျာ။ကိုမြင့်ဆွေဒီတရက်ကိစ္စကိုအကူအညီပါအောင်။ကူညီရမှာပေါ့ဗျာ။ကိုဖို့တို့လေကြုတ်ပြောကားကိုတော်မြင်ဖို့ရရှိရပေါ့ကိုမြင့်စွာပြောပြီးသူ့လေထရပရိတကုံထုတ်တယ်ဗျပြောဥွှေမောင်ရဲ့လေဘင်းမှာဆွတ်ပေးလိုက်တယ် ဥရှေမောင်ကဘာမှမဖြစ်ပဲကိုမြင့်စွေကိုသာကြောင်ကြည့်နေရဲ့ဗျအဲ့ဒီခါကိုမြင့်စွေကကဲအခုငါရဲ့တရေချုပ်တဲ့လှောင်းရင်ပတိတဲ့ကိုမင်းရောက်နေပြီငါမေးတော့အေးစစ်မဖြစ်ရင်မင်းပြာကြတော့ငါလုပ်လို့ရတယ်အခုဖြေစမ်းမင်းဘာတူလဲဒီလူဘာကြောင့်ဝင်ပိုးနေရလဲဥရှေမောင်ဝင်ပိုးနေတဲ့တရေကမပြောဘူးဗျဒါမြင်တော့ကိုမြင့်စွေကပြုံးလိုက်ပြီးနှုတ်ကနေခါတာတပုတ်ကိုတီတိုရွတ်ဆိုနေခဲ့တယ်အဲ့ခါမှငိန်နေတဲ့တရေကလည်းလှုပ်ရှားလာခဲ့ပြီးပူပူတယ်ငါငါရှာနေမှဟေး ရှာနေမရွာတွေကိုဘလို့ရောက်လာရလဲရွာသားတွေကတရားတော်ပြောနေကြတာဗျရှာနေမဆိုတာဦးတျုတ်တို့လေထဲမှာနမည်ကြီးနေတဲ့တေးရမလေးဗျကျို့တို့ဖားလိုက်တော့ဦးပြုတ်နဲ့နပန်းလုံးခဲ့တဲ့တေးရမပေါ့ဗျဒီတေးရမအခုရွာတွေကိုတောင်ရောက်လာပြီဗျမိတီလူကိုဘာကြောင့်ပိုးကတ်နေရလဲဒီနေရာမင်းရဲ့နေရာမဟုတ်ဘူးဒီလူကငါနေရဲ့နေရာလာပြီငါအပြုံသေးနေပန်းနေလေသူပလိုင်ကပေါက်နေအောင်ငါငါတွေခိုးစားတယ်ဆိုပြီးငါ့ကိုဆဲဆိုနေတာငါမကျင်းနဲ့လို့အခုလိုလိုက်လာတာငါအမဲသားစားကျင်တယ် ငါသားကြီးလည်းအမဲသားစားကြနေရဲ့ငါတို့အမဲသားကြွေးမြို့အမဲသားကြွေးလိုက်ပြီးမင်းကလူတွေကိုထပ်ပြီးဒုက္ခမပေးဘူးလို့ပြောနိုင်သလားကိုမြင့်စရာမေးလိုက်တော့ရှာနေမငြင်းသွားတယ်ပြီးတော့မှတတခါကြွေးပြီးနောက်ထပ်အခုလိုဒုက္ခမပေးဘူးတောင်းမစားဘူးဂတိပေးရဲ့မင်းဂတိတရေဆိုရင်ဒီညမင်းနေရနေအောင်လာကြွေးမယ်လူတွေကိုအသက်အတည်းပေးတာချိန်ချောက်တာဆိုရင်မင်းတစ္ဆာဆိုးမှာနော်ကိုမြင့်စရာပြောပြီးရှာနေမကိုတစ္ဆာဆိုးခိုင်းလိုက်တယ်ရှာနေမကလည်းတစ္ဆာဆိုးပြီးပြန်ထွက်သွားတယ်ကိုမြင့်စရာရွာရီရလူတွေကို ရှာနေမဆွေတဲ့မောင်ခရီးတောင်းပြီးပြီဒါပေမဲ့ခမားတို့ကလည်းစီးမကြော်ပါစေနဲ့အရာတိုင်းမှာစီရှိရတယ်ဒီညနေရှာနေမကိုကြွေးဖို့ချက်ပြုတ်ထားလိုက်ပါသွားကြွေးဖို့တော့ကျုပ်တို့ပဲတောင်းရင်ယူလိုက်မယ်ကျုပ်တို့လည်းအင်ကိုပြန်လာခဲ့ကြတယ်အင်ကိုပြန်အောင်တော့ကျုပ်ကကိုမြင့်စွေကိုတည်ကျင်လာမေးလိုက်တယ်ကိုမြင့်စွေကိုမြင့်စွေတုံလိုက်တဲ့ပဒိယတရေချုပ်တဲ့လှောင်ရင်လို့ခေါ်လာလားဗျဟုတ်တယ်ကိုဖို့သူရဲ့ဒီပဒိယလော်ကီအစီရင်တဲ့နဲ့စီရင်ထားတဲ့ပဒိပါကျုပ်သူ့ရဲ့လေဘင်မှာဆွတ်လိုက်တော့မမဖြစ်သေးဘူး ကျုပ်ကကားထောင်ရွတ်လိုက်မှသာအစွမ်းပြပြီးဗတိယကျိုးလိုမျိုးခြေနောက်သွားတာတဲရုပ်ချုပ်ထားပါဗျာကျုပ်မှဝိညာဉ်ချုပ်တယ်လှောင်ရင်းလဲပါတယ်ဗျကိုမြင့်စွေဟာသူ့စီမှာပါတဲ့လော်ကီအစီအရင်ပစ္စည်းတွေကိုပြပြီးပြောပြပါဗျာညနေရောက်တော့ကျုပ်နဲ့ကိုမြင့်စွေလည်းဥရွှေမောင်လို့စီကိုသွားပြီးချက်ခိုင်းထားအမေသားနဲ့ထမင်းသွားယူတာပါဗျာပြီးတော့ဥတျုတ်တို့လည်းဘက်မှာရှာနေမောင်ကိုကြွေးဖို့ထွက်လာလိုက်တယ်ကျုပ်ကမျက်ကွင်းဆေးကွင်းပြီးလိုက်သွားတာဗျကျုပ်ရှာနေမောင်နဲ့တခါမှမတွေ့ဘူးလေဗျာ ။အင်းကလည်းဒီဘက်ကိုတယုံလွတ်တာမဟုတ်ဘူးလေဗျာ။အခုကကိုမြင့်ဆွေလည်းပါနေရမလို့လိုက်လာလို့ရတာဗျ။ကျွတ်တို့လည်းဦးတျုတ်တို့လည်းနာကချောင်းဆက်ကအပင်မှာရောက်တော့ယူလာတဲ့အမေသားနဲ့ထမြုံကျွေးလိုက်တယ်။ရှာနေမနဲ့ကလေးသေးရဲ့နှက်ကောင်ကလည်းအဲ့ဒီဟာကိုအငမ်းမရလာစားတယ်ဗျ။ကျုပ်လည်းသူ့ကိုကြည့်ပြီးတနာနေမိအဲ။ဒါကြောင့်နှုတ်ကနေရှာနေမခမရဒီဘဝကနေမကြွချင်ဘူးလား။ကျုပ်မေးလိုက်တော့ရှာနေမစားနေကျုပ်ကိုလှမ်းကြည့်ရပြီးတော့ကျုပ်ချင်တာပေါ့ဖိုးထုတ်ရဒီဘွားမှာကအနေစင်းရဲ့အစာစင်းရဲ့ဖြစ်နေရတာ ါတို့ဘသူကအလှူတန်းလုပ်ပြီးအမြဝေပေးမှမဟုတ်လို့လေရှာနေမှပဲရလေဒီရောမဟုတ်ဘူးလားအမျိုးတွေရောမရှိဘူးလားငါဒီနေရာနဲ့ဝေးတဲ့နေရာကပါငါမွေးကြရငါရှာတာမန်ကလေးလို့မဟုတ်ပဲအနေအောင်ဖြစ်နေခဲ့တယ်ရွာတွေကလူတွေကငါ့ကိုမကောင်းတဲ့မိစ္ဆာတယောက်ဆိုပြီးဆက်ဆံခဲ့ကြတယ်ငါရွယ်ရောက်လာတော့လူတယောက်နဲ့လက်ထပ်ခဲ့တယ်သူကငါ့ကိုချစ်ပေမဲ့သူမိဘတွေကတော့ငါ့ကိုတိတ်တဘောမကြခဲ့ကြဘူးသူတို့စီမှာမကောင်းတာတစ်ခုဖြစ်ရင်ငါကြောက်မဲဆိုပြီးငါ့ကိုနှိမ့်ဆက်ခဲ့တယ် ဒီလိုနဲ့ငါသားလေးနှစ်ယောက်ရလာတဲ့အထိသူတို့ကိုတီးခတ်နေခဲ့တယ်။သူတို့ကငါ့ကိုရောငါသားလေးကိုပါငါယောက်ျားရဲ့ကွက်ရမှာရိုက်နဲ့နှိမ့်ဆက်နေခဲ့ကြတယ်။ဒါကြောင့်သူမိဘတွေကငါတို့နှိမ့်ဆက်တာမခံနိုင်တဲ့နောက်ဆုံးငါသားတွေကိုခေါ်ပြီးငါတို့ထွက်ပြေးလာခဲ့ကြတယ်။ဒီအပြင်သားရောက်တော့ငါမွေကြိုက်ခံရပြီးငါသားတွေကဒီချောင်းထဲမှာရေနစ်တည်ခဲ့တာ။ငါတို့အခုလိုအဖြစ်ဆိုးနဲ့ကြုံခဲ့တာ။ငါရောက်ခမရဲ့ကြောင့်ပဲ။ချက်နိုင်ငါတို့ကိုလက်စားချေခြင်းခဲ့တာ။ဒါပေမဲ့အခုတော့ဒီဘဝကနေကျွတ်ချမ်းလာပြီ။ငါသားလေးတွေလည်း ဒီဘွားကကျွတ်လို့ပြီးပိုကောင်းတဲ့တခြားဘွားကိုရောက်စေခြင်းနဲ့ရှာနီမပြောအကိုကြားပြီးကျုပ်လည်းသူတို့အတွက်စိတ်မကောင်းဖြစ်သွားတယ်ဗျပြီးတော့သူတို့ကျွတ်လို့အောင်လုပ်ပေးမယ်ပြောပြီးကျွတ်တို့အိမ်ကိုပြန်လာခဲ့တယ်ပြီးတော့အမေတို့ဒေးချောင်းပြပြလိုက်တယ်အမေတို့ကလည်းတနာမလို့ရှာနီမကိုရေးစုပြီးဖုန်ကြီးချောင်းမှာစွန့်ကပ်တင်ကန်းလှူအမြဝေဖို့ပြုလုပ်ခဲ့ကြတယ်ကျုပ်ကလည်းရှာနီမနဲ့သူ့သားနှစ်ယောက်ကိုဖုန်ကြီးချောင်းရောက်ခေါ်ရတာပေါ့ဗျာပြီးတော့ဦးစင်ကတရားပေးပြီးရေးဆက်ချအမြဝေလိုက်တယ်ဗျအလုံးပြီးတော့အမေတို့ကအိမ်ပြန်သွားတယ် ကျုပ်ကတော့ကိုမြင့်စီကိုဖုန်ကြီးเจ้าမှာဆရာတော်နဲ့မိတ်ဆက်ပေးလိုက်တယ်ကျုပ်တို့နဲ့ဆရာတော်နဲ့ကစကားကြီးပြောနေကြပါဗျာအဲ့ဒီချိန်လူနှစ်ယောက်ကစွန်ချိုင်နဲ့တက်လာတယ်ဗျဖို့သူဆရာတော်နဲ့စကားပြောနေရလားငါ့ကိုမှတ်မှတ်မိဘူးလားငါတန်ချောင်းတွေကွာအဲ့လူကကျုပ်ကိုစကားပြောနေရဗျကျုပ်တို့ဘယ်သူမှအဆမသိဘူးသူ့နာမည်ကိုပြောလိုက်တော့မှကျုပ်မှတ်မိသွားဟာဗျကိုတန်ချောင်းတို့ကရွာတောင်ပိုင်းဟာဗျပြီးတော့သူကမြို့မှာအလုပ်တက်လုပ်နေရရွာမှာတိတ်မရှိဘူးတချောင်းကျုပ်သူ့ကိုမြင်ဘူးတယ်ဖြစ်နေရပြီးတော့နာမည်ကိုတော့မေ့နေရဗျ ။အော်ကိုတန်းကြောင့်ဘယ်တော့ရွာကိုပြောင်းတာလဲဗျ။တနေ့ကပြောင်းတာဖို့သူရမြွာဧည့်တယ်လဲပါတယ်။ငါမိတ်ဆွေစိုးကြော်ရဲကွာ။ဟုတ်ကိုတန်းကြောင့်ဒါနဲ့ရွာကိုအလဲပဲပြန်လာလား။အေးခဏတစ်ဖြုတ်တော့နေမယ်ကွာ။ပြီးရင်မြို့ပြန်တက်မှာ။အဖေကပြန်ရောက်တော့စွန့်ချိုင်ပို့ခိုင်းလို့လာခဲ့တာပြောင်းမယ်ကွာ။ကိုတန်းကြောင့်တော့စကားပြောပြီးပြန်သွားတယ်။ကျုပ်ကတော့သူတို့ကြောပြုံကြည့်ရင်တစုံတစ်ခု တွေးနေမိ။အဲ့ဒါဘာလဲဆိုတော့ကျုပ်အရင်ညာကအိမ်မက်မက်ခဲ့အောင်ပြန်တွေးနေမိရဗျ။ ကျိုးအိမ်မက်ထဲမှာအိမ်ုံကြီးတစ်လုံးကိုရောက်သွားတယ်။ပြီးတော့အချုပ်ခန်းတစ်ခု အချုပ်ခန်းနေရာလူနှစ်ယောက်ကိုတွေ့ခဲ့ရတယ်ဗျ။အဲ့လူနှစ်ယောက်ကကိုတန်ကျောင်းတို့တငယ်ချင်းနှစ်ယောက်ဗျ။အဲ့အကြောင်းအိမ်မက်ထဲရလူကိုကျုံမြင်ဘူးတလို့ရှိရဖြစ်နေရ။အခုမှကိုတန်ကျောင်းတို့ဖြစ်နေရကို သိလိုက်ရတာဗျ။ကျုံလည်းဘာရီဆက်ဖြစ်လာမလဲမတွေ့တတ်တော့ဗျ။ကိုမြင့်ဆွေတရားဒီနေ့ခီးဆက်ထွက်မှာဗျ။ကျုံလည်းလိုအပ်မယ်ထင်တာလေးထည့်ပေးရပါဗျ။ပြီးတော့ရွာပြင်ဆက်နာအထိကိုမြင့်ဆွေကိုလိုက်ပို့တယ်။ပြီးတော့အိမ်မှာပဲလှုပ်ရှားရှိရလှုပ်နေရပါ အဲ့ချိန်ကိုတန်ချောင်းအဖေဦးတူကအင်ကိုရောက်လာတယ်။ဦးတူကကြုတ်ကိုတရဝမ်းသာသွားတဲ့ပုံပဲဗျ။ဖို့ထွေမိကိုတွေ့ရတယ်အတော်ပဲကွာ။ဆရာမြင့်စွေရောဆရာမြင့်စွေဟာခေးဆက်သွားပြီလား။ဟုတ်တယ်ဗျဒီမနက်ပဲခေးဆက်သွားပြီ။ဒါနဲ့ဗမာဖြစ်လို့လေ။ဒီလိုဖို့ထွေဦးရဲ့သားတန်ချောင်းနဲ့သူ့ရဲ့တငယ်ချင်းစိုးကျော်တို့နှစ်ယောက်အပမေရလားမသိဘူး။နှစ်ယောက်စလုံးကစိတ်နဲ့ကိုယ်နဲ့မကတ်တလို့ငုံငငိုင်ကြီးဖြစ်နေလို့မကူညီပြီးတော့ကြည်ပေးပါအောင်ကွာ။ဦးလေးရလေဗျာဆော့ဆော့လာခဲ့ရမှာ။အခုကိုမြင့်စွေဟာခေးဆက်သွားပြီဗျ။ ကဲပါဦးတို့အင်ကိုကျိုးလိုက်ခဲ့ပါမယ်ကျိုးလည်းလွဲရေးလွဲပြီးဦးတို့အင်ကိုထွက်ခဲ့တယ်ဦးတို့အင်ကိုရောက်တော့ကိုတန်ချောင်းနဲ့ကိုဆိုးကျော်ကိုငုံငိုင်းဖြစ်နေတာတွေ့လိုက်ရတယ်ကျိုးလည်းသူတို့အနောက်ကတ်သွားပြီးကိုတန်ချောင်းဘလို့ဖြစ်နေလို့လဲဗျနေလို့မကောင်းလားကျုံပေးလိုက်တော့ကိုတန်ချောင်းကကောင်းခါပြရဲဗျပြီးတော့လည်းအဝေးကိုပဲငေးကြည့်နေခဲ့တယ်ကိုဆိုးကျော်မေးတော့လည်းစကားမေးမရဘူးကျုပ်လည်းဦးတို့တို့မေးရတာပေါ့ဥလေဒီအပိုင်းမှာကိုတန်ချောင်းတို့ကဘလို့ဖြစ်သွားရလဲအရင်ရက်ကတော့ဖုန်ကြီးเจ้าမှာတွေ့သေးရဲ့အဲ့တော့အကောင်းကြီးပါ ဦးလည်းမသိဘူးဖို့ထူရဒီကောင်ကြီးကပြန်ရောက်တည်းကအရက်ဖဲတောက်နေကြတာမြို့မှာနေလာပြီးအကျင့်နေရလဲပျက်စီးလာခဲ့ရကွာအမီအကောင်စားအဲအကောင်စားကြီးပဲတောက်နေရပယောကလာအရက်ကြောင်ကြောင်နေရလားမသိဘူးကျုပ်လည်းကိုတန်းချောင်းတို့ဘာဖြစ်နေလဲသိရအောင်ထပ်ပြီးမေးလိုက်တယ်သူတို့ကမဖြစ်ဘူးဗျဒါကြောင့်ထက်ခါထက်ခါမေးလိုက်ရတယ်အဲ့ခါကျမှကိုတန်းချောင်းကဖို့ထူငေါတော့အရက်ကြောင်နေရလားတကယ်ဖြစ်နေရလားမသိတော့ကွာညဘက်တေးဆိုအိတ်ပြောတာနဲ့ငေါညာလုံးကအချုပ်ခံတစ်ခုတည်းကိုရောက်ရောက်သွားရဲကွာ ပြောအဲ့နေရာမှာလဲအယုတ်ဆိုးဆိုးနဲ့တရေတပတ်တီလားမသိဘူးအများကြီးရှိနေရငေါ့နှစ်ယောက်ကအချုပ်ခန်းထဲကနေအပြင်ကိုပြန်ထွက်မရဘူးအဲ့ကအကောင်ကငါတို့ကိုကြည့်ပြီးတခုခုကိုပြောနေကြတာပလင်တခုပေါ်မှာလေနေရက်တီအကြီးကြီးနဲ့တပတ်တခါရှိနေရသူ့ပုံစံကငါတို့ဒေါသထွက်နေပုံစံမဲကွာပြီးတော့မနဲ့မိုးလင်းတော့မှငါတို့ကဒီဘက်မှာပြန်နိုးလာကြတယ်ညာကြီးလိုလိုအိတ်ပြောင်းနေအခုလိုဖြစ်နေတော့ငေါ့နှစ်ယောက်လည်းအိတ်တော်မအိတ်ရဲတော့ဘူးကွာအိတ်လိုက်တာနဲ့အချုပ်ခန်းထဲကိုတမ်းပြီးရောက်သွားတာအဲ့ဒါကြောင့်ငါတို့လည်းစိတ်ညစ်ပြီး ဘာမှလုတ်ချင်စီမရှိဘူးဖြစ်နေရ။နောက်ပြီးပြန်မလို့လာမအောင်လဲကြောက်နေရကွာ။ကျုပ်လည်းကိုတန်ချောင်းတို့ပြောအကိုနားထောင်ပြီးကျုပ်အိမ်မက်နဲ့အခုသူတို့ဖြစ်နေရကိုဆက်ဆက်မိရဲ့ဗျ။ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ကျုပ်လည်းတိချာမသိဘူး။ဒါပေမဲ့လေတရွာရဲသားချင်းဆိုတော့ကိုညီဖို့စီစီရမှာပေါ့ဗျာ။ကျုပ်ကဥတို့ဥလီဒီကိစ္စအရက်ကြောင့်ကြောက်နေရမှာဖြစ်နိုင်ဦးရဲ့။ကျုပ်ဒီကိစ္စကိုတိချာစီစဉ်ပေးပါမယ်။ဒီညသူတို့စောင့်ကြည့်ထားအောင်။ကိုတန်ချောင်းတို့ကလည်းအရင်ကြီးကြောက်မနေနဲ့။ကျုပ်ကိုညီမှာပါ။ ဒီလိုနဲ့ကြုတ်ပြောပြီးအင်ပြေရောက်တော့ကိုတန်ချောင်းတို့အကြောင်းကိုပဲစဉ်းစားနေမိရဲ့ဗျ။ညနေပဲရောက်တော့ရေမိုးချိုးထမဲစားပြီးရနဲ့ကျုပ်လည်းစောစောအိယာဝင်လိုက်တယ်။ဖို့ထူအိယာစောစောဝင်လို့ပါလားနေမကောင်းလား။ကျုပ်ကအိယာစောစောဝင်လို့မရှိဘူးဗျ။အခုအိယာစောစောဝင်လို့အမေတို့ကနေမကောင်းလားထင်လို့မေးတာ။ကျုပ်လည်းကောင်းပါတယ်အမေရဲ့ဒါစောစောအိတ်ချင်လို့ပါ။အဲ့လိုပြောပြီးခြေနောက်ထဲဝင်လိုက်တယ်။ခြေနောက်ထဲရောက်တော့လွေထဲကမင်းစာရုပ်ကိုထုတ်ပြီးလက်ကကန်လိုက်တယ်။ပြီးတော့နာတော့နာတော့ ငါတို့ရွာတွေကကိုတန်းချောင်းတို့နှစ်ယောက်ကအိပ်ပျော်တိုင်းအချုပ်ခန်းတစ်ခုတည်းကိုရောက်သွားကြရတဲ့ပြီးတော့ငါအိမ်မက်မက်ခဲ့တုန်းကလေသူတို့တေးရတပတ်တွေရှိရနေရမှာဖမ်းချုပ်ထားခရကိုတွေ့ခဲ့ရတယ်အဲ့ဒါဘာကြောင့်လဲငါ့ကိုပြောပြအောင်ကျုပ်ကမေးပြီးတော့အိတ်လိုက်တယ်နာတို့နဲ့ကျုပ်နဲ့ကတရိုက်ပြောလို့ရနေပြီမယ်တခြားလူတွေတည်သွားမှာဆိုလို့နာတို့နဲ့ကျုပ်ကအိမ်မက်ထဲမှာပဲပြောနေကြတာဗျကျုပ်လည်းအိပ်ပျော်သွားပြီးနာတို့ရှိရဲ့လေခွင်းပြင်ကဗန္နာပင်အောက်ကိုရောက်လာခဲ့တယ်နာတို့ကတော့ထုံးစံအတိုင်းရှေဟောင်းအဝယ်စားကြီးနဲ့ပဲဗျ ကိုဖို့တို့ကိုတန်းချောင်းတို့အစီကြော်သွားတာဗျဘလို့စီကြော်လဲနားတော့ရသူတို့ကအရက်တော့ပြီးမိုးနဲ့ပြဿနာရှာခဲ့တာသူတို့ပြဿနာရှာခဲ့တဲ့သူကကွင်းမိုင်တပတ်တကောင်းပဲဟေးကွင်းမိုင်တပတ်ဆိုတာဘလို့မျိုးလဲဒီလိုကိုဖို့တို့ကွင်းမိုင်ဆိုတာကိုဖို့ထူတို့လဲစားကြွေးရဲ့လေတွေကိုပိုင်တဲ့ကွင်းမိုင်ကိုပြောရဗျာကွင်းမိုင်လို့ပြောရင်တချို့ကတပွဲစားကွင်းမိုင်လို့တွဲမြင်ပြီးတပွဲစားနဲ့ကွင်းမိုင်ကိုအတူတူလို့ထင်ထက်ကြတယ်ဒါပေမဲ့တပွဲစားတက်တက်အဆင့်ကွင်းမိုင်ကတက်တက်အဆင့်မှာကွင်းမိုင်ဆိုတာကပိတ်တာပါပဲ။ ဒါပေမဲ့ရှေးဘဝကကုသိုလ်ကြောင့်ဖြစ်စီနှစ်ပရိစေတာကြားလို့ဖြစ်စီကမစိတ်တွေရှိကြတယ်သူတို့အစွမ်းကြောင့်အနိနာက တကုံးငယ်တဲ့ပိတ်တာတွေခိုးလုံလာလို့ဖြစ်စီအထက်နဲ့တရနေရအပိုင်ပေးလို့ဖြစ်စီပြည့်ရှင်မင်းတို့ကဒေတာဆိုင်ရာအာနာပိုင်တို့ကဒါမှမဟုတ်မြေနေရဒေတာပိုင်ရှင်ကအပိုင်စာပေးရင်လေကွင်းပိုင်ဖြစ်ပါတယ်အစင်တန်ခွဲရရင် အပိုင်စာရရင်လည်းကသိရင်ကွင်းပိုင်အပိုင်စာရရင်နေရာကြည့်ရင်အရွယ်စားပေါ်မူတည်ပြီးရွာတော်ရှင်မြို့တော်ရှင်နေတော်ရှင်ဆိုပြီးကွဲသွားတဲ့သဘောရှိတယ် ရှမ်းပြည်ဘက်ဆိုကိုမျိုးရှင်အညာဘက်မှာမြင်းပြုတ်ရှင်အောက်ဘက်မှာဦးရှင်ကြီးဇီရောဘက်မှာအနောက်မေတော်ဆိုပြီးနေတော်ရှင်နေအတိအသိရှိကြတယ်။နောက်ပြီးတော့ကွဲမိုင်နေဟာဇီရအမျိုးမျိုးရှိရဲ့တချို့ကအေးအေးနေတယ်သူတို့မနှောက်ရှက်တွေဘလို့နေနေအန်တရမပေးဘူးတချို့ကြသူ့နယ်မှာသူ့ကိုပါတာမှကြိုက်တယ်အထူးသဖြင့်လူနဲ့မနေတဲ့မြေကျန်းနယ်ဆွဲနေရာတွေအဖြစ်များတယ်တချို့ကဘာသာရေးမကြိုက်ကြဘူးဒါဆိုအခုကိုတန်းချောင်းတော့ကွဲမိုင်တဲ့ဘက်ကိုဘလို့ပြဿနာရှာမိရလဲအဲ့နေရာသူတို့အိမ်ကလဲစာကျွေးမဲနေပေါ့ နေရောက်တော့သူတို့အင်္ကာချက်ကိုချက်ပြုတ်နေခဲ့တယ်ချက်ပြုတ်ပြီးတော့အိုးအိုးဖျားဖျားထမြို့ကိုပြီးဟင်းတွေကိုလည်းဖဲထားခဲ့တယ်အဲ့တော့တန်ချောင်းရဲ့တငယ်ချင်းစိုးကျော်ဆွေရဲ့လူကယူဆခဲ့တယ်ပြီးတော့ကျက်သားတွေကိုနှစ်ယောက်သားအရက်နဲ့ယူမိခဲ့တယ်ဒါတော့သူတို့မိဘတွေကမသိခဲ့ဘူးလဲလဲသွားပြီးလဲစာကျွေးရဲ့ခါမှလည်းသူတို့ကလိုက်သွားပြီးအရက်တွေတောက်စားခဲ့တယ်အိုးဖျားဖျားမဟုတ်ပဲအင်္ကာမစုံတော့တဲ့ကျက်သားတွေကိုဆက်တာခဲ့တာကိုဥတိုတို့ကတရေမထားမိခဲ့ဘူးသူတို့တင်မြောက်ခဲ့တဲ့ကွင်းပိုင်တစ်ဘက်ကသူ့ကိုအခုလိုမထီမအမြင်လောက်ခဲ့တဲ့တန်ချောင်းတို့မကျင်းနဲ့လို့ တို့ဖမ်းချုပ်ထားဖို့လုပ်နေရအခုကတို့အိပ်ပြော်မှာအချုပ်ခန်းထဲရောက်သွားရဆိုပေမဲ့နောက်ဆိုရင်တို့တွေပြန်မလို့လာနိုင်တော့ပဲကွင်းမိုင်တပည့်ရဲ့အချုပ်ခန်းထဲမှာတတလုံးအဖမ်းခံထားရတော့မှာပြီးတော့ကွင်းမိုင်တပတ်ကဒါနဲ့မကျေနပ်ပဲသူ့ရဲ့မိမတွေကိုပါဖမ်းချင်ဖမ်းထားနိုင်တယ်နားတော်ပြောတော့ကျုပ်လည်းဥတို့မိသားစုအတွက်စိတ်ပူသွားတယ်ဗျဒါကြောင့်အဲ့ဆိုကျုပ်တို့ကိုဘလို့ကဲတင်ရမလဲနီလန်ရှင်ပြေးပါအောင်နားတော်ကွင်းမိုင်တပတ်ကသူတို့ကိုတော်တော်ဒေါသထွက်နေရကွင်းမိုင်နေရသူ့ရဲ့လက်အောက်ငယ်သားနဲ့ တတိတတန်နဲ့နေကြရဲဆိုပေမဲ့လေသူတို့မှာကရွာပိုင်နေပိုင်ဆိုပြီးအစင်စင်ပြန်ချုပ်ကြမျိုးရှိတယ်။အခုတန်ချောင်းတို့ရဲ့လေကွင်းကရွာပြင်မှာမလို့သူတို့လေကကွင်းပိုင်ကိုနေပိုင်အချုပ်ပါတယ်။ဒါကြောင့်သူတို့ရဲ့အချုပ်ဖြစ်တဲ့နေပိုင်အဖို့ကိုပင်ပြီးတကိစ္စပြောပြီးအကူညီတောင်းမှရမှာ။နေပိုင်အဖို့ကိုဘလို့ပြရမလဲ။ပြီးတော့ဘလို့အကူညီတောင်းရမှာလဲ။နေပိုင်အဖို့ကိုပင်ဖို့ဆိုရင်ကြက်ကြော်နှစ်ကောင်ရဲ့အရက်နှစ်ပလင်းနဲ့နေပိုင်အဖို့ကိုတာပြီးပြရမယ်။သူရောက်လာမှအကူညီတောင်းရမှာ။ပြီးတော့ကွင်းပိုင်တစ်ပတ်အတွက်လေကြက်တကောင်ချက်ရဲ့ စံသုံးလုံးချက်ရေကိုဘေးနားမှာဆင်တစ်ခုလုပ်ပြီးတော့ဆက်သရမယ်။သူကတောင်းမန်တော့လက်ခံရင်တော့အဲ့ဒီຢာတွေကိုစားလိုက်မယ်။ဒါပေမဲ့နေပိုင်အဖိုးပါနေတော့ကိုဖိုးသူသိစိတ်ပူစရာမလိုပါဘူး။ကျုပ်လည်းနာတော့နဲ့ပြောပြီးမနဲ့လင်းနာနဲ့အရာကနှိုးလာခဲ့တယ်။ကျုပ်လည်းမျက်နှာတက်လိုက်ပြီးတော့ကိုတန်ချောင်းတို့စီကိုသွားပြီးအကျိုးချောင်းပြောပြရပေါ့။သူတို့ကလည်းသူတို့အဲ့လိုလုပ်ခဲ့မိကြောင်ဝန်ခံနေ။ဥတိုတို့ကတော့ဒါကိုသိပြီးကိုတန်ချောင်းတို့ကိုတော်တော်ဒေါသထွက်သွားရဲ့ဗျ။ကျုပ်ကလည်းဥတိုကိုဆိတ်လျှော့ဖို့ပြောရတာပေါ့ဗျာ။ ပြီးတော့ဦးတို့တို့ချက်တကောင်ချက်ပြီးနှစ်ကောင်တော့ကြော်ထားလိုက်ပါအရက်လေးပင်းလေးကိုလည်းဝဲထားပါစံသုံးလုံးလည်းချက်ထားပါအဲ့အရာတွေကိုဘယ်သူမှမစားစေနဲ့နော်ချက်ရင်အရာသာအပေါ့ငန်လည်းမြည်မကြည့်နဲ့ညနေရောက်ရင်နေပိုင်ဖို့အခုညတောင်းအောင်ပါကွင်းမိုင်တဲ့ဘက်ကိုလည်းတားမှန်ရအောင်မယ်ကြုတ်တဲ့အကုံလုံးတေးချမှာပြီးလွက်တာတွေကိုကိုယ်တိုင်ပြုတ်လုံနေခဲ့တယ်တခုမှသွားရင်အကုံလုံးဒုက္ခရောက်မှလေးဗျချက်ပြုတ်ပြီးလို့ညနေဆောင်လာနဲ့ကျို့တို့လည်းဦးတို့ရဲ့လေတွေကိုသမင်တော်ဟင်းတော်နေတည်ပြီးသွားပါဗျာကျို့ကမြက်ကွင်းစီကိုကွင်းထားသလို လွေလဲလွေထားတယ်။ဦးတွေးရဲ့လေကိုရောက်တော့ကျူပင်နေနဲ့လေးတိုင်းစင်းကြီးမြတ်တစ်ခုလှုပ်လိုက်တယ်။အပေါ်မှာငပြိုးရဲ့ခင်ပြီးကြက်ကြော်နှက်ကောင်းရဲ့ရက်ပလင်းရဲ့ကိုနေပိုင်အဖိုးအတွက်ခြားထားပေးလိုက်တယ်။ဘေးမှာတော့သူထက်နေနေနေနဲ့စင်တစ်ခုကိုကွင်းမိုင်တစ်ပတ်အတွက်လှုပ်ပေးထားလိုက်တယ်။ပြီးတော့ငပြိုးရဲ့တင်ပြီးထမင်းနဲ့ကြက်သားချက်ရဲ့ရက်ပလင်းရဲ့ကိုထားပေးလိုက်တယ်။ပြီးရနေကျုပ်က အရင်ဆုံးနေပိုင်ဖိုးပင်းလိုက်တယ်။နေပိုင်ဖိုးဖိုးခင်ဗျာနေပိုင်ဖိုးဖိုးကျွန်တော်မျိုးတို့ပြစ်ဖိတ်ပါတယ်။ရောက်ရအရက်ကနေလာရောက်သုံးဆောင်တော်မူပါ။ ာရောက်သုံးဆောင်တော့မို့ပါကျုပ်ကအဲ့လိုမျိုးသုံးခါလောက်ပြောပြီးနေပိုင်အဖို့ပင့်လိုက်တယ်ဗျပြီးတော့ကျုပ်အချင်းကိုစောင့်ကြည့်နေရဲ့အဲ့ဒီအချိန်ကတင်ယောကနေလျှောက်လာနေတဲ့မမေအရာကြီးကိုကျုပ်တွေ့လိုက်တယ်ဗျတေချာကြည့်လိုက်မှခနာကိုကြီးရောဝဝနဲ့လူကြီးတယောက်ဗျအပေါ်ပိုင်းအဝတ်ပလာနဲ့ပစိုးတော်ဝတ်ထားတယ်သူကခနာကိုတီးအီးနဲ့လျှောက်လာတယ်ဗျပြီးတော့ကျုပ်တို့သူ့အတွက်ပြင်ပေးထားနေရာရောက်တော့ရက်လိုက်တယ်ကျုပ်ကမျက်ကွင်းစေးကြောင့်ထောင်မြင်နေရပါဗျာဒါကြောင့်ကွင်းမိုင်အားလုံးရဲ့အချုပ်နေပိုင်းဖို့ခင်ဗျာ ရောက်ပြီးဆိုရင်ဒီဟာကြက်ကြော်နဲ့အရက်ကိုသုံးဆောင်ပါဗျာ။ကျုပ်ပြောလိုက်တော့နေပိုင်အဖိုးကကြက်ကြော်တစ်ကောင်ကိုလက်တစ်ဖက်ကကင်ပြီးကျန်တဲ့တစ်ဖက်ကအရက်ပလင်းကင်နေဗျ။ပြီးတော့ကြက်ကြော်တချွတ်ချွတ်နဲ့မြည်အောင်ခိုက်စားပြီးအရက်ကိုလည်းမော့တောက်နေရယ်။သူကကြက်ကြော်နဲ့အရက်စားတောက်နေရင်ကျုပ်ကစကားပြောလိုက်တယ်။နေပိုင်ဖိုးဖိုးခင်ဗျာကျွတ်တို့ရွာရွာသားနှစ်ယောက်ကသူတို့လျာကွင်းမိုင်ကိုလေစာကျွေးတဲ့အခါမှာမသိပဲအပြစ်တွေကျူးလွန်ခဲ့မိရယ်။ဒါကိုကွင်းမိုင်တပတ်ကမကျင်းနဲ့လို့သူတို့ဝိညာဉ်ကိုဖမ်းချုပ်ထားဖို့လုပ်နေပါရယ်။ အဲအကြောင်းကျို့တို့ကကိုမိုင်တပတ်ကြီးကျင်းတတ်အောင်ဒီဘက်မှာစားကြရင်နဲ့ဆက်သားထားပါရယ်သူ့လက်ခံကိုပြောပြလို့ရမလားနေပိုင်ဖို့ဖို့ခင်ဗျာကျုပ်ကဘေးနာစက်သားနဲ့ထမင်းအရက်ကိုညှို့မီးပြောလိုက်တယ်နေပိုင်ဖို့ကအဲ့ဒါကိုကြည့်ပြီးခေါင်းကြီးပြရဲပြပြီးတော့ပါဇက်ကနေဝဝဝလှုပ်လိုက်တယ်ဗျအဲ့ကနေရက်တစ်ဖက်စီကဖြာတစ်ချက်စားလောက်ရှိရဲ့တပတ်ကြီးတစ်ကောင်ကဒေါသတကြီးနဲ့ရှောက်လာနေရအောင်တွေ့လိုက်ရတယ်ဒီကောင်ကကျုပ်အိမ်မထဲမှာတွေ့ခဲ့ရတဲ့ပြင်မမထိုင်နေတဲ့တပတ်ကြီးပဲဗျသူရောက်လာတော့နေပိုင်အဖိုးကစကားကြီးပြောနေတယ် ဒါပေမဲ့တပတ်ကြီးကလက်ခံမမရဘူးဗျ။နေပိုင်ဖိုးနဲ့ကွင်းပိုင်တပတ်ကြီးစကားရများနေရပုံပဲ။ကွင်းပိုင်တပတ်ကြီးကဟူးဆိုပြီးអော်လိုက်တာနဲ့သူ့နောက်မှာတရဲတပတ်တွေကအများကြီးပေါ်လာရဲ့ဗျ။ဒီကောင်တွေကသူ့ရဲ့လက်အငယ်သားကြီးဖြစ်မယ်။နေပိုင်အဖိုးလည်းကွင်းပိုင်တပတ်ကြီးကိုထောသားထွက်သွားရဲ့ပုံပဲဗျ။နေပိုင်ဖိုးလည်းခန္ဓာကိုလှုပ်ရှားလိုက်တယ်ဆိုရင်ပဲကွင်းပိုင်တပတ်ထက်ပိုးကြီးရဲ့တပတ်ကြီးရဲ့အများကြီးကနေပိုင်အဖိုးရဲ့အနောက်မှာပေါ်လာခဲ့တယ်ဗျ။တရဲတပတ်ကြီးနဲ့တင်လေကွင်းနေရာပြည့်သွားသလားအောင်မရတယ်။ ကျုပ်လည်းဒီဖြစ်ပျက်ကိုချိနေမိရပေါ့ဗျာ။နေပိုင်အဖိုးရဲ့လက်ပါစီနဲ့ကွင်းမိုင်တပည့်ရဲ့လက်အောက်ခံနေတက်ခတ်ကုန်ကြပြီဗျ။နေပိုင်အဖိုးကိုယ်တိုင်ကတော့ကွင်းမိုင်တပည့်ကြီးကိုကိုယ်တိုင်တက်ခိုက်နေတယ်။ကွင်းမိုင်တပည့်ကြီးကနေပိုင်အဖိုးရဲ့တက်ခတ်မှုကိုရှောင်နေပြီးတစ်ချက်တစ်ချက်ပြန်ပြီးတော့တက်ခိုက်နေတယ်။ဒါပေမဲ့တစ်ချက်မှာနေပိုင်အဖိုးကကွင်းမိုင်တပည့်ကြီးရဲ့ဖျားတစ်ချက်စီလောင်ရှိတဲ့နေရွက်ကိုကင်မိသွားတယ်ဗျ။အဲ့ကနေပိုင်အဖိုးကကွင်းမိုင်တပည့်ကြီးကိုကင်ပေါက်နေတာပေါ့ဗျာ။ကွင်းမိုင်တပည့်ရဲ့လက်အောက်ခံနေရလဲနေပိုင်အဖိုးရဲ့တပည့်တွေကိုမရှင်းနိုင်ပဲ အကုန်ပျောက်သွားကုန်ပြီဗျနေပိုင်ကြီးရဲ့လက်ထဲမှာလဲကွင်းမိုင်တပည့်ကြီးကဘာမှမလုပ်နိုင်တော့ဘူးအဲ့ခါမှာနေပိုင်အဖိုးကကွင်းမိုင်တပည့်ကြီးကိုစကားကြီးထပ်ပြောနေရပုံပဲဗျဒီတခါတော့နေပိုင်အဖိုးကိုကြောက်လို့ပြက်မယ်ကျွတ်တို့တောင်းမှန်တော့သူလက်ခံရရပုံမယ်နေပိုင်အဖိုးရဲ့ဘေးနားမှာသူ့အတွက်ဆက်သားထားတဲ့စက်သားနဲ့ထမင်းကိုတပည့်ကြီးကမင်းရှက်ရေးစားနေပြီဗျအရက်ကိုလည်းတောက်နေရဲ့နေပိုင်အဖိုးကလည်းကြက်ကြော်နဲ့အရက်ကိုပြန်စားတောက်နေရဲ့ဒီလိုနဲ့သူတို့တွေစားလို့တောက်လို့ပြီးသွားတော့ပျောက်သွားတယ်ဗျ ကျိုးလည်းကိုတန်ချောင်းတို့ကိစ္စပြည့်ပြည့်ဖြစ်ချောင်းပြောလိုက်တယ်ပြီးတော့နောက်ဆိုရင်အရာရာကိုစီမကြောပဲကိုပါတာကိုတောက်စားနေဖို့မှားရတာပေါ့ဗျာအခုတခါကကျုပ်ကူညီလိုက်ပေးမယ်နောက်တခါအเจ้าရာကြီးဖြစ်လာခဲ့ရင်ကျုပ်လည်းမကူညီနိုင်ဘူးလေဗျာသူကတော့နေပိုင်နဲ့ကွင်းပိုင်ရဲ့တက်ခတ်ပွဲကိုမမြင်ရလို့ဘာမှမဖြစ်ပေမယ့်ကျုပ်ကတော့နေပိုင်နဲ့ကွင်းပိုင်တပတ်တို့ရဲ့တက်ခတ်ပွဲကိုကြည့်လိုက်ရမှလို့တော်တော်လေးကိုလန်သွားမိရဲ့ဗျဒီလောက်များတဲ့တရက်တပတ်တွေကိုကျုပ်ဒီတခါပဲမြင်ဖို့လားအိညာသာနေပိုင်အဖို့သာရှုံးသွားခဲ့ရင် တို့တို့လည်းမတွေးရဲကြပဲဗျအခုတော့လေကိစ္စအားလုံးအစဉ်ပြေပြေပြီးသွားပြီပေါ့ဗျာပြီးရနဲ့အကုန်လုံးကိုရင်ကိုပြန်ခဲကြရပေါ့ဒီလိုနဲ့နောက်နှစ်ရက်လောက်နေတော့ကိုတန်ချောင်းတို့တငယ်ချင်းနှစ်ယောက်ကျုပ်စီရောက်လာကြတယ်တို့တွေအေးဝမ်းဝအေးရပြီဖြစ်ကြောင်းကျေးဇူးတင်စကားလာပြောတာဗျကျုပ်လည်းကျေးဇူးတင်ဖို့မလိုကြောင်းနဲ့နောက်နောက်သာအခုလိုမလုပ်မိဖို့ပြောလိုက်တယ်ပြီးတော့ချောင်းနဲ့ရေကြနေမလို့မြစ်ထဲမှာထောင်ထားတဲ့ပိုက်ကိုဖော်ဖို့ထွက်လာခဲ့လိုက်တယ်